မင်္ဂလာပါခင်ဗျရှမုန်ကစ်တက်ကနေဒီနေ့လေးကိတရင်နေကိုတစ်ဆက်ပြပါမယ်အကြံဖတ်မင်းအောင်လေကရုရှားနိုင်ငံမှာပြုလုပ်မဲ့ရင်းမြစ်နီစရေးပြအခမ်းအနားကိုမကြခင်ကအပိအပြက်ဝယ်ယူထားတဲ့ Airbus လေးနဲ့ပဲမေလ6ရက်နေ့မှာတွားရောက်ဖို့လုပ်နေပြန်တယ်ဆိုပါတယ် ကိုတိုင်ကြောက်ကြီးမြို့နယ်မှာရှိတဲ့အချက်ဖက်စကောင်စီရဲ့စခန်း6ခုကိုတော်လိုင်းပူပေါင်းတက်တွေကတရက်ထဲမှာပဲပြည်သက်တိုက်ခတ်သိမ်းပိုက်လိုက်ပြီးစေကောင်စီဘက်ကလူတရင်မှုအပါအဝင်စစ်သားအယောက်20ကျော်ကတော့တီးတီးသိမ်းကုန်ရတဲ့အပြင်လက်နက်ပေါင်း30ကျော်နဲ့ခဲယမ်းတွေပါတိတ်စီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရောဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖက်မဲအွန်လိုင်းကရုရှားနိုင်ငံမှာပြုလုပ်မဲ့ရင်းမြစ်နီစီရေးပြအခမ်းအနားကို မကြခင်ကအပိပြက်ဝဲယူထားတဲ့ Airbus လေယာဉ်နဲ့ပဲမေလာ6ရက်နေ့မှာတွားရောက်ဖို့လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလာ9ရက်နေ့မှာပဲရုရှားနိုင်ငံမော်စကိုမြို့မှာရင်းမြစ်နီအောင်ပွဲ280ပြည့်အထိမ်းမဲ့စစ်ရေးပြအခမ်းအနားကိုအကြမ်းဖက်မင်းအွန်လိုင်းတွားတက်အောင်မှာဖြစ်တယ်လို့အဲ့ဒီမှာမြန်မာစစ်တပ်ကုစားပြုအနေနဲ့စစ်ရေးပြဖို့ဗမှုချုပ်မျိုးဆက်အောင်စိုးသူဦးဆောင်တဲ့အဖွဲ့ကတော့ဧပြီလ23ရက်နေ့ကတည်းကရုရှားနိုင်ငံကိုကြိုတင်ထွက်သွားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီအခမ်းအနားကို အကြက်ဖက်မင်းအွန်လိုင်းကသူ့ရဲ့ပြပခီးစင်တွေမှာအသုံးပြုဖို့အတွက်မကြသေးခင်ကမှအပီးပြက်ဝယ်ယူထားတဲ့ Airbus လေယာဉ်နဲ့ပဲမေလ6ရက်နေ့မှာရုရှားကိုတွားမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။အဲ့ဒီလိုအကြက်ဖက်မင်းအွန်လိုင်းဟာပြည်သူဘန်နာတွေနဲ့သူ့ရဲ့ပြပခီးစင်အတွက်အသုံးပြုတဲ့လေယာဉ်ကိုတော့အပီးပြက်ဝယ်ယူလိုက်ရုံနဲ့မကဘွဲအခမ်းအနားတွေပါလိုက်တက်ဖို့လုပ်နေပြန်တဲ့အချိန်တစ်ဖက်မှာတော့ လက်ရှိမြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့သခိုင်းငလင်ကြီးကြောင့်ပြုတ်ချပျက်စီးထားတဲ့တိုက်တာအဆောက်အဦတွေနဲ့သူတို့စစ်တပ်လက်အောက်ခံဝန်ထမ်းအင်အားတွေပါမကြမ်းရှင်းလင်းဖယ်ရှားမှု လုပ်ငန်းစဉ်တွေကိုတလကျော်ကြာတဲ့အထိထိထိရရောက်မလုံနိုင်သေးပဲတချို့ပြုတ်ချလူဆဲဆဲတိတ်ဆောက်နေတဲ့တိုက်တာတွေဆိုအခုချိန်ထိဒီအတိုင်းရှိနေသေးတယ်လို့တဖက်ကစီးရင်မှဆိုရင်လည်းအခုရပ်ပိုင်းမှာတည်းသူတို့စစ်တပ်ရဲ့တက်စခန်တွေဟာတောက်လျှောက်အသိမ်းခံရပြီးစစ်သားတွေလည်းအတုံးယုံတည်နေကြတာတွေနဲ့အဖမ်းခံရတာတွေအပြင်စစ်ကြောင်းလိုက်တွေပါချိန်မုံခံနေရတာကိုလည်းတွေ့နေရပါတယ်ခင်ဗျ တစ်ဖက်မှာတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့စခန်း6ခုကိုတော်လိုင်းပူပေါင်းတပ်တွေကတရက်ထဲမှာပဲအပိတတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကတုတရင်မှုအပါဝင်စစ်သားအယောက်20ကျော်ကတော့အသေးသေးသိမ်းကုန်ကြတဲ့အပြင်လက်နက်ပေါင်း30ကျော်နဲ့ KN တွေကိုပါသိမ်းဆီးရရှိထားတယ်လို့ PDF တောင်ပိုင်းစစ်တပ်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တက်ကိုပြောပါတယ်ဒါကတော့ဧပြီလ28ရက်နေ့တရက်ထဲမှာပဲ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းကအချက်ဖက်စကောင်စီရဲ့ကျွန်းကုန်းရင်းတိုက်ကုန်းတောင်စုရမြို့အောင်တမခေါနယ်နောင်ကုန်းတတာစစ်တပ်စခန်းအပါဝင်စုစုပေါင်းစခန်း6ခုကို KNLPD ပူးပေါင်းတပ်တွေကတပြိုင်နက်တည်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ်။ ဲဒီစကန်သိမ်းတိုက်ပွဲအတွင်းစကောင်စီဘက်ကဒုတရင်မှုအပါအဝင်စစ်သားအယောက်20ကျော်ကတော့အတိအသင့်တိုက်ကုန်ကြပြီတချို့စစ်သားတွေကတော့ဒဏ်ရာရတဲ့သူတွေနဲ့ထွာပြေးသွားကြတာတွေလည်းရှိသလိုတိုက်ပွဲတွေအတွင်းကနေစကောင်စီတပ်သားတွေရဲ့လက်နက်ပေါင်း30ကျော်နဲ့ KN တွေကိုပါတော်လိုင်းတပ်တွေကသိမ်းဆည်းရရှိထားတယ်လို့ PDF တောင်ပိုင်းနိုင်စစ်တီသားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အကျံဖက်စကောင်စီနဲ့ဇွေနွေပွဲပြက်ပြဲတဲ့အကြောင်းကို TNL ဘက်ကတရားဝင်သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာပဲ စစ်ကောင်စီက TNL ထိမ့်ချုပ်ထားရမိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းကိုတိုက်လေရင်တွင်နဲ့လာပြီးညအချိန်ကြီးမှာပဲဘုံတွေကျဲချတော့ပြန်တယ်လို့မိုးကုတ်မြို့မှာရှိတဲ့ PDF သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ၂ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကြံဖက်စစ်ကောင်စီတပ်က TNL ထိမ့်ချုပ်ထားတဲ့မိုးကုတ်မြို့နဲ့အနောက်ပိုင်းနဲ့အရှိပိုင်းကိုတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချတော့တဲ့အတွက်အုတ်အင်းဓမာယုံလည်းထိခိုက်ပျက်စီးထားသလိုဗန်မွန်ရော်မာလည်းဘုံသီးတွေကြောက်ရောက်ပောက်ကွဲမှုရှိထားတဲ့အပြင်နေအိမ်နဲ့အဆောက်အုံတွေလည်းပျက်စီးထားတယ်လို့ဆိုပါတယ် တစ်ဖက်မှာတော့တရုတ်နိုင်ငံရဲ့ဂျောင်းဝင်စွတ်ဖက်မှုကြောင့် TNL နဲ့အကြံဖက်စစ်ကောင်စီတက်ကြားတွစ်ဆုံဆွေးနွေးမှုလုပ်တဲ့အချိန်စစ်ကောင်စီက TNL သိမ့်ပိုက်ထားတဲ့နောင်ချိုးကြောင်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေတာတွေကနေပြန်ဆုတ်ပေးဖို့တောင်းဆိုမှုကို TNL ကသဘောမတူတဲ့အတွက်ဆွေးနွေးပွဲပြက်ပြဲတဲ့အကြောင်းကို TNL ဘက်ကတရားဝင်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီဟာအခုလို TNL ထိမ့်ချုပ်ထားတဲ့မိုးကုတ်မြို့နယ်အတွင်းတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချသွားပြန်တာဖြစ်တယ်လို့မိုးကုတ်မြို့မှာရှိတဲ့ PDF သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကပြည်သူတွေနေထိုင်ရာနေရာတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုပိတ်မထားတိုက်ခိုက်မှုတွေများလာနေတဲ့အတွက်အမေရိကန်အနေနဲ့မြန်မာပြည်သူတွေအတွက်လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်တွေထောက်ပံ့ပေးဖို့တောင်းဆိုထားတယ်လို့ Burma Research Institute ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူဇိုသုံးမုံကပြောပါတယ်။ဒါကတော့အမေရိကန်ပြည်ထောင်စု Washington DC မှာ April 28ရက်နေ့ကကျင်းပခဲ့တဲ့ပွဲတွင်တောင်းဆိုခဲ့တာဖြစ်ပြီးအဲ့ဒီပွဲမှာ MG ယာယီသမရဒူဝါလရှိလာနဲ့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွတ်အပါအဝင်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကပါအမေရိကန်အထက်လွှတ်တော်အမတ်တွေနဲ့အတူတကွပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်အဓိကကတော့လက်ရှိမြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးရာရှုံးနိမ့်မှုတွေများပြားလာတာနဲ့အမျှတိုက်ပွဲနဲ့မဆိုင်တဲ့ရဲသားပြည်သူတွေနေထိုင်ရာမြို့ရွာတွေနဲ့ဘာသာရေးအဆောက်အုံတွေစတင်ကြောင်းတွေကိုပါပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေစိုးစိုးရွာရွာလှုပ်လာနေတာကြောင့်ဒီလိုအန်ရီတွေကိုကာကွယ်နိုင်ဖို့အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေအတွက်လေကြောင်းတက်ခိုက်မှုကာကွယ်ရေးစနစ်တွေထောက်ပံ့ပေးဖို့အမေရိကန်အစိုးရနဲ့ကွန်ဂရက်အနေနဲ့အရေးတူစဉ်းစားပေးဖို့အတွက်တောင်းဆိုခဲ့တယ်လို့ Burma Research Institute ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူဇိုတုံးမုံကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကလေးနေနေလေကင်းသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ